မြန်မာစစ်တပ်နဲ့စောချစ်သူဦးဆောင်တဲ့ကရင်နယ်ခြားဆောင်တပ်တွေဟာ online scam center KK Park ကိုဒီကနေ့နိုဝင်ဘာ2ရက်နေ့မှာလဲကိုရဲမြောင်နေ့အဖြစ်ဆက်လက်တိုက်ခိုက်ပါတယ် KK Park ထဲကအဆောက်အဦတွေကိုလည်းတရက်ကို၄ချိန်လောက်ဖောက်ခွဲဖျက်ဆီးနေတာပါဒီလိုဖောက်ခွဲရမှာအပြည့်အစည်းပိုင်းစားတွေလွင့်ပြီးတော့မဲဆောက်ခရိုင်တွေက မဲကုသဆန်းရွာရဲကိုကြာလာတယ်လို့ခါအိုချော့ထိုင်းသတင်းမှာဖော်ပြပါတယ်နိုင်ငံပေါင်း28နိုင်ငံကနိုင်ငံသားတွေကိုထိုင်းနိုင်ငံကတဆင့်လင်းညာခေါ်လာပြီး KK Park က online scam ငွေလိမ်ကိန်းတွေမှာ အတ္တမစီခိုင်းတာပါအဲဒီသူတွေကအခုအခါလူပေါင်း1600လောက်ဟာထိုင်းနိုင်ငံနဲ့ထွက်ပြေးလာနိုင်ခဲ့ကြပါပြီ BGF စချစ်တီရဲ့ရွှေကုတ်ကူကနေ KK Park အထိကြားဖြတ်ငွေလင်ကိုင်းတွေကြီးစိုးထားတာဖြစ်ပြီးစချစ်သူနဲ့ကရင်မျိုးသားအစည်းအရုံး KNU တို့ကတော့ဒီလိုလုပ်ငန်းတွေနဲ့သူတို့လုံးဝမသက်ဆိုင်ဘူးဆိုပြီးတော့ပြောင်းငင်းပါတယ်ခုလိုမြန်မာပြည်တွင်းကကြားဖြတ်လုပ်ငန်းတွေမှာအလုပ်လုပ်ဖို့လိင်ညာခေါ်ခံရသူတွေဟာ ထိုင်းနိုင်ငံကနေတဆင့်ကန်ကူးဝင်ရောက်တာဖြစ်ပြီးထိုင်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုရှိတာကြောင့်ဖန်စီစစ်ဆေးခံရသူတွေလည်းရှိပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ